စွန်တယောက်ကကိုကိုကူညီဖို့သူရဲကောင်းတယောက်လိုရှစ်ထွက်လာတဲ့အခါမျိုးမှာပေါ့အဲ့ဒီနောက်ကွဲမှာတကယ်ပဲစေတနာမှန်ရဲ့လားဆိုပြီးတော့တွေးမိဖူးကြမှာပါဒီနေ့ကျွန်တော်တို့လေ့လာတော့မယ့်အကြောင်းအရာကတော့အမ်အဲ့ဒီလိုသူရဲကောင်းရောင်ဆောင်မှုနောက်ကွဲကလျှော့ဝှက်ယူရဲ့ချက်တွေအကြောင်းပါပဲဆိုတော့သူရဲကောင်းတယောက်ရဲ့အကူအညီကမျက်စိနဲ့မမြင်နိုင်တဲ့တန်ဖိုးတစ်ခုတနည်းအားဖြင့်ပေးဆက်ရမှုတစ်ခုနဲ့လာခဲ့မယ်ဆိုရင်ရောဘယ်လိုလုပ်မလဲ တခါတလေမှာအကူအညီဖဲတယ်လို့ထင်ရပါမယ်။အဲဒီနောက်ွယ်မှာကိုချိုးရှာတဲ့ရည်ရွယ်ချက်တွေထိန်းချုပ်လို့စိတ်တွေပါဝင်နေတတ်ကြ යි ။အဲဒါကိုပဲ white night manipulation လို့ခေါ်ကြတာပေါ့။ကောင်းပြီ။ပမာဆုံးအနေနဲ့ကြီးရွယ်အချက်ရှိတဲ့သူရဲကောင်းဆိုတာဘာကိုဆိုလိုတာလဲဆိုတာကိုအရင်ဆုံးအတူတူကြည့်လိုက်ကြအောင်ပါ။ white night manipulation ဆိုတာကစိတ်ပိုင်းဆိုင်ရာလေ့စားမှုတစ်မျိုးပါပဲ။ဆိုလိုတာကတဆုံးတစ်ယောက်ကကိုကိုကိုတိတ်ကိုမန်ကန်ဖြောင်းမပြီး သွေးကောင်းဆန်းတဲ့ပုံစံမျိုးနဲ့နှီးပြတဲ့ဒါပေမဲ့တကယ်တမ်းမှာတော့တခြားသူတွေပေါ်တော်စာလွမ်းမို့ဟုတ်ဒါမှမဟုတ်ထိန်ချုပ်ဖို့ကြိုးစားနေတာမျိုးပေါ့သူတို့ကိုယ်သူတို့ကဲတင်ရှင်တယောက်လိုဟန်ဆောင်ထားတတ်ကြတယ်အပေါ်ရမှာကြည့်လိုက်ရင်တော့သူတို့ရဲ့ရည်ရွယ်ချက်ကတိတ်ကိုမြင်မြတ်တယ်ကုညီဖေးမှခြင်းနဲ့မတရားမှုကိုတိုက်ဖြတ်ခြင်းနဲ့လို့ထင်ရနေတာပေါ့ဒါပေမဲ့တကယ်အတွင်းစိတ်ထဲကရည်ရွယ်ချက်ကတော့ထိန်ချုပ်လိုစိတ်အတိမတ်ပြုခံခြင်းစိတ်နဲ့ကိုကြိုစည်းဝါတတ်ပဲဖြစ်နေတတ်ပါတယ် ဒီမှာပြထားတဲ့အတိုင်းလဲရှစ်မှာတော့ကက်တင်ရှင်နောက်ွယ်မှာတော့ဂျိုးကင်တို့အဲ့လိုပုံစံမျိုးပေါ့ဟုတ်ပြီဒါဆိုဒီလိုလေစားမှုလေးကိုဘီလိုနီယာတွေမှာအများဆုံးတွေ့ရတတ်တယ်လဲနောက်တစ်ပိုင်းအနေနဲ့ဒီလိုလေစားမှုတွေဖြစ်ပွားလေးရှိတဲ့နေရာတွေကိုဆက်ပြီးကြည့်တော့ကြရအောင်အထူးအားဖြင့်နေတာထုံးကုန်မှာတွေ့ရများပါတယ်ပထမတစ်ခုကချစ်ရဲလို့ဆက်ဆံရဲတွေမှာပါတယ်အများရန်ပံပိုးကူညီနေပြပြီးကို့အပေါ်မိခေါ်လာအောင်တမင်ဖန်တီးတယ်နောက်ဆုံးမှာတော့စိတ်ပိုင်းဆက်ရာရထင်းချို့ဖို့စ조사ရတာမျိုးပေါ့ ဒုတိယတစ်ခုကအလုတ်ခွင်မှာပါလိုရာထက်ပိုပြီးကူညီပြရတယ်ပြီးတော့အဖွဲ့ရဲ့အောင်မြင်မှုကိုကိုတယောက်တည်းချေစုကြောင့်ဆိုပြီးပုံဖော်တယ်အလုတ်မှာခွင့်ရရဖို့စ조사တတ်ကြတယ်နောက်ဆုံးတစ်ခုကတော့ social media ပေါ်မှာပေါ့ဒါကတော့အခုခေတ်မှာတော်တော်များများတွေ့ရမှာပါဒူမွေးပြဿနာတွေလို့ထီလွှဲချက်လဲလဲကိစ္စတွေမှာတွေ့ရကောင်းရောင်စာမီ followers တွေတူအောင်ကိုပုံရေးကိုမြင့်တင်ဖို့လှုပ်ဆောင်ကြတာမျိုးပါပဲဒီလိုလက်စားတက်တဲ့သူတွေကြောင့်သိပြီဆိုရင်တော့သူတို့ကိုဘလို့သတိချမ်းမြောင်လုပ်မလဲဆိုတာကအရေးကြီးလာပြီပေါ့သူတို့ရဲ့အပြုအမူတွေမှာပေါ်လာတတ်တဲ့သတိပေးလက္ခဏာတွေ red flex ကိုအတိမတ်ဖြူနိုင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မို့လို့ဒီတတိပေးလက္ခဏာတွေကိုတတိထားမိဖို့တကယ်ကို အရေးကြီးပါတယ်။ပထမဆုံးကတော့လိုရာထက်ပိုပြီးမျောပင်ဘလော့ဆိုတာမျိုးပေါ့။ဒုတိယကတော့ကုညီတဲ့ဆိုတဲ့ခေါင်းစဉ်အောက်ကနေထိန်းချုပ်ဟလို့ကြိုးစားတာ။တတိယအချက်ကတော့သူတို့ရဲ့သွေးခေါင်းဆန်တဲ့အပြုမှုတွေတော့ကွယ်မှာကိုကြိုးရှာတဲ့ရည်ချက်တွေကတော်တော်လေးထင်ရှားနေတာ။နောက်ဆုံးတစ်ချက်ကတော့ သူတို့ပြောတဲ့စကားနဲ့လုပ်တဲ့အလုပ်နဲ့လုံးဝမကိုက်ညီတာတွေပါပဲဒီအချက်တွေကိုတတိထားမိရင်သူတို့ရဲ့လှည့်စားမှုတွေကိုရှောင်ရှားနိုင်ပါလိမ့်မယ်ကောင်းပါပြီဒီလိုလှည့်စားမှုတွေနဲ့ကိုကိုကိုဘလို့ကာကွယ်မလဲဆိုတဲ့အပိုင်းကိုဆက်သွားလိုက်ကြအောင်ကိုအတွက်ခိုင်မာတဲ့ကာကွယ်ရေးတိုင်းတစ်ခုတည်ဆောက်ဖို့လိုအပ်တယ်လို့ဆွေးရမှာပေါ့ကိုကိုကိုကာကွယ်ဖို့တော့အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကအသိပညာပါဒီလိုလှည့်စားမှုနေလန်တွေကိုလေ့လာထားခြင်းအပြင်ချိုးတင်ကာကွယ်နိုင်တယ်ပေါ့ ဒုတိယကတော့ဝေဖန်ပိုင်းခြားထွေးခေါ်ရင်ပါသူတို့ရဲ့ရည်ရချက်ကိုမေးခွန်းထုတ်ပြီးလူရည်ဒီကိုတေချာသုံးသပ်ပါတတိယအချက်ကကိုကိုကိုစွန့်ရည်မြင့်ထင်ခြင်းပါကိုကိုကိုယုံကြည်မှုရှိပြီးကိုယ်ဆောင်ဖြတ်ချက်ကိုတန်ဖိုးထားတတ်ဖို့လိုတယ်နောက်ဆုံးချက်ကတော့စစ်မှန်တဲ့ဆက်ဆံရေးတွေကိုတိဆောက်ဖို့ပါပဲယုံကြည်မှုနဲ့အပြန်လန်လေးစားမှုပေါ်ချက်ကနဲ့ဆက်ဆံရေးမျိုးကိုပဲရွေးချယ်တိဆောက်တင်ပါတယ်ဒီအစိုးမင်းလေးကတော်တော်လေးကိုအရေးပဲရှိပါတယ်သူရဲကောင်းအဆက်မှန်လေးဟာ လှည့်စားမှုတွေရဲ့အထမိုင်းအပ်တည်ပြီးအဖြစ်အပျက်ဆောင်တဲ့ပြောင်းလဲမှုလို့ကိုဖြစ်စေပါတယ်တဲ့ဆိုလိုချင်တာကရှင်းရှင်းလေးပါစစ်မှန်တဲ့ကုညီမှုဆိုတာကိုကြိုးအထမဟုတ်ပဲအားလုံးရဲ့ကောင်းကျိုးတက်ထစ်တင်တယ်ဆိုတာပါပဲကဲဒီနေ့ရဲ့လေလာမှုကိုဒီမေကွန်းလေးနဲ့အဆုံးတက်လိုက်ချင်ပါတယ်စစ်မှန်တဲ့ကုညီနဲ့တိမ်မွဲ့တဲ့ထင်းချုံမှုကြာကချားနာချက်မြင်းဟာတကယ်တမ်းမှာဘယ်နေရာမှာရှိနေပါသလဲဒီအကြောင်းကိုစက်ပြီးစဉ်းစားကြည့်ဖို့အားလုံးအတွက်မေကွန်းတစ်ခုဖြစ်ခြံထားခဲ့ရင်းနေမယ်ဒီတင်ဆက်မှုကိုဒီမှာပဲနေကုန်းချုပ်လိုက်ပါစီ